ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်တဲ့အားလုံးမင်္ဂလာပါ Premier League ထိပ်တန်းကလပ်အသင်း3သင်းကအခုလက်ရှိပြင်သစ်တိုက်စစ်မှုပြင်သစ်တော်ဖြစ်တဲ့ကနေဒါတိုက်စစ်မှု Jonathan David နဲ့ဆွေးနွေးမှုတွေပြုလုပ်လျက်ရှိတယ်လို့ပေါ်ပြလာတယ်ဆိုတော့ဒါ Jonathan David ကအသက်25နှစ်ရှိတဲ့ကနေဒါတိုက်စစ်မှုဖြစ်တယ် ပြည်သူလီကလပ်ဖြစ်တဲ့လီယယ်သဲမှာကစားနေသူဖြစ်ပြီးတော့ရာဒီကိုမှာစာချုပ်တတန်းကုံဆုံးပဲပြီးခဲ့တဲ့ရက်ပိုင်းကသူ့ရဲ့အေဂျင့်ကကလပ်သင်းဆယ်သင်းလောက်ကသူ့ကစားမောက်ကိုခေါ်ယူဖို့ကြိုးပမ်းမှုတွေပြုလုပ်ခဲ့ကြပြီးတော့ဒီရက်ပိုင်းအတွင်းမှာပဲဂျိုနာသန်ဒေးဗစ်ရဲ့တာဝန်ရှိသူတွေဟာပရီးမီယာလီထိပ်သီးကလပ်၃သင်းနဲ့တွားရောက်ဆွေးနွေးခဲ့ကြတယ်လို့ဆိုထားတယ်ဆိုတော့ အသက်25နှစ်ရှိပြီးဒီနေ့ဒီနေ့ရာသီပြည်သစ်လီဝမ်ပြိုင်ပွဲမှာ24ပွဲကစား14ဂိုးသွင်း3ဂိုးဖန်တီးထားပြီးတော့ဒါဂျာဒီကုံမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့ခွင့်ရမယ်သူ့အနေနဲ့စိတ်ကြိုက်ကလပ်တွေတသိကိုရွေးချယ်နေတယ်ဆိုဒီနေရာမှာသူ့ကိုစိတ်ဝင်စားတဲ့အသင်းတွေထဲမှာအလွတ်ပြောင်းရွှေ့ခြင်းဖြစ်တဲ့အတွက်ကြောင့်ခေါ်ယူမဲ့အသင်းတွေထဲမှာပရီးမီးယားလီဂ်3သင်းကိုသူကတော့ခုလောလောဆယ်စဉ်းစားထားတယ်နံပါတ်1ပွဲထွက်ခွင့်ရနိုင်မယ်နံပါတ်2 ။နောက်အဲ့အသင်းကလည်းတိုက်ရှင်းမှုလိုအပ်မယ်။နံပါတ်3ချက်သူ့အတွက်လည်းဒါအသင်းကြီးတစ်သင်းကိုရွေးချယ်ခွင့်ရမယ်အခြေအနေကိုကြည့်တဲ့အချိန်မှာ Manchester United ရဲ့ Arsenal အသင်းနဲ့ Tottenham Hotspur အသင်းတွေဖြစ်တယ်လို့ဖော်ပြထားတယ်။ဒါပြည်သစ်နာမည်ကြီးသတင်းစာလက်ခိမှာဖော်ပြချက်ရဆိုရင် Jonathan David ရဲ့ agent ဖြစ်သူတွေက Arsenal ရဲ့ United နဲ့ Spurs အသင်း၃သင်းကိုဆက်သွယ်ထားပြီးတော့ ဒီသုံးသင်းကိုပြောင်းရွှေ့နိုင်မယ့်အလားအလာတွေကိုဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ဆိုတယ်25နှစ်တာကရာဒီကုံမှာစာချုပ်တက်တန်းကုန်ဆုံးမယ်သူ့ရဲ့လက်ရှိ current market transfer ပေါက်ခြေကယူရိုတန်း55တန်းရှိတယ်အမှန်တိုင်းပြောရင်တော့ Jonathan Davis ဆိုတာကတကယ်ကိုရေသွေးရှိတဲ့ကစားမဒါဒီ Belgian club ကန်တင်ကနေလီယေကိုဒါပြောင်းရွှေ့သွားခဲ့ပြီးတော့မှဒါ20လီယေကို29တန်းနဲ့ပြောင်းတယ် ဒါသူ2020ခုနှစ်မှာအခု9နှစ်တာကာလအတွင်းဒါပြင်သစ်ကလပ်တင်းမှာခြေစွမ်းပြကစားခဲ့တဲ့ဒီကစားမကအခုလက်ရှိမှာပြင်သစ်လီကထွက်မယ်ဒါလီယက်အတွက်224ပွဲကစားပြီး109တွင်းနဲ့ပြည်သစ်လီဝမ်မှာ190 190ကစားပြီးတော့85ကိုတွင်းထားတယ်ဆိုတော့အမှန်တိုင်းပြောရင်တော့သူ့ရဲ့အရေးသွင်းတဲ့ twin go နဲ့ကတော်တော်လေးတော့ကောင်းတယ်ဆိုတော့အခုလက်ရှိ transfer market မှာက Osimhen ဆိုရင်95တန်းပေါက်တယ် ယူရို85သန်းရောကြီးစာချုပ်ရှိတယ်။ယောဂရက်စ်ကယူရို85သန်းလောက်ရှိမယ်။ဘန်ဂျမင်ဆက်ကူကယူရို180ရှိပြီးတော့အာလဇနာအီဆက်ကအနည်းဆုံးမရှိဘူးဆိုရင်ယူရို150လောက်ရှိမယ်။ဒီနေရာမှာဒူရှန်ဗလာဟိုဗစ်တယောက်လောက်ပဲစာချုပ်အခြေအနေကြောင့်ယူရို130ဖြစ်ပြီးတော့ဝိုက်ဆက်စကင်ကိုယူရို150လောက်ဖီယိုတီနာကတတ်မှတ်တယ်။ဆိုတော့ဒီလိုဖောက်ပွနေတဲ့ငွေကြေးဒါ transfer market ကြီးကြားထဲမှာ ဂျိုနသန်ဒေးဗစ်ကအရေးသွေးရှိတဲ့တိုက်စစ်မှုတစ်ယောက်ဖြစ်တယ်ကျွန်တော်တို့ပြအောင်မှာဆလန်ကီကိုဘုံမောက်ကနေဒါထော်တန်ဟော့စပါခေါ်တဲ့အချိန်မှာပေါင်65သန်းပေးရတယ်ဆိုတော့ဒါချွန်ဂျရန်ကိုဒါအာနာစာခေါ်သွားတယ်ဒါပြောင်းရွှေ့ခြေတန်း40ကျော်50လောက်ပေးရဆိုတော့အခုခေတ်မှာကဘာမှမဟုတ်တဲ့ဘယ်ကစားသမားမဆိုဈေးကြီးနေတဲ့ခေတ်မှာဂျိုနသန်ဒေးဗစ်လို့ကစားသမားမျိုးကအမှန်တမ်းပြောရင်တော့တန်တယ်ဗျာ ဒီနေရာမှာ Manchester United က White Line ကိုရောင်းထုတ်ခြင်းဒါဒီနေရာမှာတိုက်စစ်မှုအစားထိုးလို့ရတယ် United ကိုယ်တိုင်တိုက်စစ်မှုလိုနေတယ်သူကိုယ်တိုင်ကလည်း United ကိုပြောင်းရင်တေးချပေါက်နေရာရနိုင်မယ့်အခြေအနေတခါ Tottenham Hotspur ပါမာတော့သူ competition ဖြစ်မယ်သူတို့ Richardson ကိုထုတ်မယ်ဆိုရင်တောင်မှ Slanky ရှိတယ်နောက်ဒီ Matitel ကိုအပိသက်မဝယ်ရင်တောင်မှ Dominic Slanky နဲ့သူနေရာလူရနိုင်ပြီးတော့ Arsenal အသင်းမှာတော့ Gabriel Jesus က ကာလာရှေချာနားတယ်ဟာဗတ်ကစတန်ဒါဖော်ဝါဖြစ်ကစားပေးမယ်အာဆင်မာလည်းသူ့အနေနဲ့ကစားခွင့်ရနိုင်တယ်ဆိုတော့ဒီ၃သင်းလုံးကမှန်တမ်းပြောရင်တော့သူ့တို့က option ကောင်းတယ်ဘာလို့ဆိုသူပိုကစားနိုင်မယ်နံပါတ်၁အနေနဲ့ဥရောပဝင်ပြီဆိုရင် Spurs နဲ့ Man United ကယူရိုပါလီကိုအားကိုးနေရတဲ့ချိန်အာဆင်ကဥရောပပွဲဒီကစားခွင့်ရမယ်နောက်တစ်ခုကအသင်းလိုက်ကစားပုံဟာအခုလောလောဆယ်မှာအာဆင်အသင်းကဒါမှမပြောမလဲဒီအဆင့်တနေရာအထိကိုခြေစွမ်းပြကစားနေတဲ့အတွက် ဂျိုနာသန်ဒေးဗစ်အနေနဲ့ဟာဗတ်ကိုသာစိတ်မပူဘူးဆိုရင်သူ့အတွက်ကအာဆင်က chance ကောင်းတယ်။ဒါပေမဲ့လည်းအာဆင်ကဂျိုနာသန်ဒေးဗစ်ကသူ့ရဲ့ first try တော့မဟုတ်ဘူး။သူက isac က first try ပြီးတော့မှ sac ကိုတော့ပါလို့စိတ်ဝင်စားတယ်။ United ကြတော့လိုယာတီမှာ PSR နဲ့ FFP ကြောင့်သူတို့မှာဝေချွေတာရမယ့်အတွက်ကြောင့်ဂျိုနာသန်ဒေးဗစ်က the best option တစ်ခုဖြစ်နိုင်ပြီးတော့ Tottenham Hotspur ကတော့သူ့အတွက် Slanky နဲ့အပြိုင်ဖြစ်တော့ခံမှန်းရခက်တယ်။ဒါပေမဲ့အခု လောလောဆယ်မှာကျွန်တော်ဒေးဗစ်ရဲ့အေဂျင့်ကဒီ၃သင်းတဲ့စကားပြောတယ်ဘယ်သင်းကိုပြောင်းမယ်လို့ထင်ကြလဲဒါဘာဆိုနာလဲစိတ်ဝင်စားတာပဲကိုမတ်မှာဝင်ရောက်မှတ်ချက်ပြပါအားလုံးကျေးဇူးတင်ပါတယ်